ရန်ကုန်မြို့၏စိတ်ဝင်စားဖွယ်ရာတမိုင်းကျောင်းကိုပြောပြပေးမယ်နော်ရန်ကုန်မြို့ဟာမြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့တော်ဖြစ်ပြီးရခိုင်ကမြန်မာနိုင်ငံရဲ့မြို့တော်အဖြစ်တည်ရှိခဲ့ပါတယ်ဒီမြို့ရဲ့တမိုင်းကျောင်းဟာရှေးလျားပြီးစိတ်ဝင်စားဖွယ်ကောင်းတဲ့အဖြစ်ပြက်တွေနဲ့ပြည့်နှက်နေပါတယ်ရှေးခေတ်တမိုင်းကျောင်း ရန်ကုန်မြို့ရဲ့တမိုင်းကျောင်းကိုပြန်ကြည့်မယ်ဆိုရင်တကုံတဲကန်လို့ခေါ်တဲ့ကြေးရွာနယ်တစ်ခုအဖြစ်စတင်ခဲ့ပါတယ်။တကုံကြေးရွာဟာရွှေတကုံစည်တီတော်ရှူဒက်ကန်ဖက်ကတာကိုဗဟုပြုပြီးတရှိခဲ့တာဖြစ်ပါတယ်။ရွှေတကုံစည်တီတော်ဟာဗုဒ္ဓဘာသာဝင်တွေရဲ့အထွတ်အမြတ်ထားရာနေရာတစ်ခုဖြစ်ပြီးနှစ်ပေါင်း2500ရာကျော်သက်တမ်းရှိပြီဖြစ်ပါတယ်။ဒါကြောင့်ရန်ကုန်မြို့ဟာဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့နက်နက်ဆိုင်ဆိုင်ဆက်ဆက်နေတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ိုလိုနီခေတ်19ရာစုမှာဗြိတိရှားတို့ဟာမြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက်ရန်ကုန်မြို့ကိုဗြိတိရှားဘာမာ British Burman ရဲ့မြို့တော်အဖြစ်သတ်မှတ်ခဲ့ပါတယ်ဗြိတိရှားတို့ဟာရန်ကုန်မြို့ကိုခိမိမြို့တော်တစ်ခုအဖြစ်ပြန်လည်တည်ဆောက်ခဲ့ပြီးလမ်းများအဆောက်အဦများစိတ်ကမ်းများကိုတည်ဆောက်ခဲ့ပါတယ်ဒီအချိန်ကရန်ကုန်မြို့ဟာ အာရှတိုက်ရဲ့အရေးပါတဲ့စီးပွားရေးနဲ့နိုင်ငံရေးဗဟိုချက်တစ်ခုဖြစ်လာခဲ့ပါတယ်လွတ်လပ်ရေးခေတ် 1948ခုနှစ်မှာမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ရန်ကုန်မြို့ဟာလွတ်လပ်တဲ့မြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်လာခဲ့ပါတယ်။လွတ်လပ်ရေးရပြီးနောက်ရန်ကုန်မြို့ဟာနိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးယဉ်ကျေးမှုနဲ့ပညာရေးဘဝချက်အဖြစ်ဆက်လက်တည်ရှိခဲ့ပါတယ်။ခေတ်တရန်ကုန်မြို့2005ခုနှစ်မှာမြန်မာနိုင်ငံရဲ့မြို့တော်ကိုနေပြည်တော်သို့ပြောင်းရွှေ့ခဲ့တော်လဲရန်ကုန်မြို့ဟာ နိုင်ငံရဲ့စီးပွားရေးနဲ့ယဉ်ကျေးမှုဗဟိုချက်အဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ရန်ကုန်မြို့ဟာခိမိအဆောက်အဦများစီးပွားရေးစင်တာများယဉ်ကျေးမှုအမွေအနှစ်များနဲ့တဘာဝအလှတရားများဖြင့်ကိနဲ့နေတဲ့မြို့တော်တစ်ခုဖြစ်ပါတယ်။ယဉ်ကျေးမှုနဲ့စီးပွားရေး ရန်ကုန်မြို့ဟာမြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့ယဉ်ကျေးမှုဗဟိုချက်ဖြစ်ပြီးနိုင်ငံတကာကုမ္ပဏီများ၊ဗန်များစီးပွားရေးလုပ်ငန်းများရဲ့ယုံကြုံများတရှိရာနေရာဖြစ်ပါတယ်။ထို့အပြင်ရန်ကုန်မြို့ဟာမြန်မာယဉ်ကျေးမှုနဲ့သမိုင်းမွေးနေ့များကိုထိန်းသိမ်းထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။နီကုံ ရန်ကုန်မြို့ဟာတမိုင်းကြောင်းအရာကျွဲဝပြီးရင်ကျေးမှုနဲ့စီးပွားရေးအရာအရေးပါတဲ့မြို့တော်တစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အတိတ်နဲ့ပြစ်ဆုပ်ပံကိုကိုးစားပြုတဲ့ရန်ကုန်မြို့ဟာအနာဂတ်မှာလည်းဆက်လက်တိုးတက်လာမယ့်မြို့တော်တစ်ခုဖြစ်ပါတယ်။